Are you expecting a recession this year? Um, I hate to predict things like that. There is a period of transition because what we're doing is very big. We're bringing wealth back to America. That's a big thing. And there are always periods of, it takes a little time. Investing for beginners. Interviewer President Trump မေးနိုင်တယ်။ဒီနှစ် recession ဖြစ်နေတာ။ President Trump မှာ recession ဖြစ်မယ်မဖြစ်ဘူးဆိုတာမပြောတော့မဖြစ်ဘူးဆိုတာပြက်ပြက်တနာမပြောတော့ကြာ recession ဖြစ်နေတဲ့သဘော stock ဈေးကတက်မှတ်ပြီးတော့ stock ဈေးကထိုးကြပါပါတယ်။ဘလောက်ထိတော့ထိုးကြပါလဲ။ S&P 500ဆိုတော့2.7%ကြာပါတယ်။ Nasdaq ဆိုရင်4%ကြာပါ4%เนาะ။တောင်းကြုံကြည့်တာ 2.08%ထိုးကြပါတယ်เนาะဒါပေမဲ့ဆရာတော့ stock secret ထိုးကြတယ်1900ကျော်မြတ်ပါတယ်အရင်တပတ်လား9ရက်တည်းမှာပဲကဘာပတ်အမေကမီနနာ stock ပညာရှင် channel ကကျူစွာပါတယ်ဘယ်နေရာကြည့်နေလဲ question ရှင်းဆိုအောက်မှာရေးတာပါဒီပြုံမှာတော့ trump stock secret ထိုးကြစေတဲ့အတွက်ကြောင့်ထိုးကြတဲ့အခါမှာထိုးကြနီး 3မျိုးရှိတယ်ဘယ်နောက်ထိအခြေအနေစိုးနိုင်လဲအဲ့ရောပလိတောက်အနေနဲ့ဘယ်လိုမျိုးပြင်ဆင်ထားမလဲနီးနားနှစ်ခုရှိတယ်ဒီနီးနားနှစ်ခုဟာပြင်ဆင်ထားနိုင်မဆိုရောကြာပြီးွားရင် stop ဆီကပြန်တက်တဲ့အချိန်မှာချမ်းသာမှုကိပို့ပြီးတော့ညပါတယ်ဆရာပြောခဲ့တယ်မှာမတ်လ9ရက်နေ့2025အတိတ်မကြာတယ်ထရမ်က stop ဆီကိုဘာကြောင့်ထိုးကြစေတာလဲ เนาะหนูญาสุไม่ติเสียအချက်၅ချက်ဆိုတော့ပြောခဲ့တယ်။အဲ့ရောထရမ့်ကအတိုးနှုန်းကျဆင်းခြင်းတယ်။နော်ဖက်ဒရယ်ရီဇာတ်ကလည်းပြီးတော့အရင်ကဆိုရင်ကျွန်တော်ဖော်ပါအောင်ချဖို့ပြောတယ်။အခုကသူမပြောတော့။နော် independence ရှိ။နော် president ရဲ့ federal reserve နဲ့ independence ရှိရမယ်ဆိုတာသူသဘောပေါက်သွားတယ်။နော် federal reserve ကိုအတင်းမတိုင်တော့အဲ့ရောသူပါလို့တယ်။သူပါလို့ရဆိုတော့ ်စတော့ဈေးကိုကြောက်လို့လဲတယ်။ tariff ဖြစ်အောင်လုပ်လဲတယ်။ recession ဖြစ်စေမဲ့နည်းနည်းလေးလုပ်လဲ။ recession ဖြစ်စေမဲ့နည်းနည်းဆိုရင်အတိုးနှုန်းအောင်ကြာပါเนาะအတိုးနှုန်းဟု4.17နာမရှိအောင်လေ။အဲဒီနှစ်မှာဆိုရင်ဘယ်လောက်မြင့်လဲဆိုရင်4.809ထိမြင့်တယ်။ဟု4.179ပဲ။ဘယ်လောက်မှတိတ်မကြာလို့ပါဘူး။တလမပြည့်သေးဘူးเนาะတလပြည့်ခံနေတယ်။အဲ့ဒါ အတုံးလုံးကြပါပါလေ။နော်အတိုးတို့ကြမှာတော့ကြောင်းအိမ်ဝယ်ခြင်းတွေဝယ်လို့ရလာမယ်ပြီးပါရင်ကောင်းတဲ့သူကပါတယ်ဘာကြောင့်အတိုးတို့အဓိကကြဆင်ခြင်းတာလဲထရမ်ပါ US ရအကျွေးတွေ2024မှာပြန်ပြန်ပေးရတော့မယ်နော်ဒီနှစ်နှစ်ဆမှာတွေးထွေနေအောင်ရှေ့အဲ့တော့ပြန်ပေးနိုင် ပြန်ပေးနိုင်ပြန်မပေးနိုင်ဆိုရင်ဘာလို့ပါအကျွေးအစ်စ်တို့ချီးပြီးတော့အဟောင်းပြန်ပေးရမှာဟုတ်တယ်မလား အဲ့တော့အသက်ချီးရခါကျရင်အတိုးနှုံးများနေမှဆိုရင်မဖြစ်မလဲအတိုးနှုံးများရဆိုအတိုးနှုံးပေးရနေတဲ့အကျွေးနုံတမှာနစ်နေတာပေါ့ဟုတ်တယ်မလားအဲ့တော့အတိုးနှုံးနဲနေမှာနဲ့အောင်သူလုပ်မယ်ပြန်ချီးမဲ့အခါရောက်အခါကျရင်အဲ့တော့ Federal Reserve ကိုလည်းတွားပြီးတော့တော့အတင်းပြောလို့မရဘူးလုံးဝမပေါ်ပါဆို inflation ရှိအောင်ကိုယ်စိုးလုံးတက်တော့အဲ့တော့ recession ဖြစ်အောင်လုပ်ရမယ် tariff war လုပ်ရ trade war လုပ်ရမယ်ဆိုရင်အတိုးနှုံးကြပါတယ် เนาะသူလုတ်ချင်ဟာတခုတော့အောင်မြင်ွားပြောရဒါပေမဲ့စဉ်းစားမှာလူတွေတော့တော်တော်လေးသိခံရမှာပေါ့နစ်နာမှာပေါ့ဟုတ်လား store secret ကြာကုန်ကြတယ်เนาะအဲ့ရောနောက်တစ်ခုကပါတယ် store secret ကြာစရာ recession เนาะအစိုးရကိုအလုပ်တွေမှာအများကြီးဖြုတ်ကြတယ်အဲ့ဒါကအတုံးလုံးကြာစီတယ်။ဒါကြောင့်ဆိုတော့အစိုးရကနေပြီးတော့ Spanish show နာမဆိုရင်ကုန်စည်လုံးကြာမယ် เนาะအလုံးတမိုက်အများဖြုတ်ဖြုတ်တယ်ဆိုရင်အလုံးတမိုက်အလုံးမရှိတော့ဆိုရင်ဝဲလဲလူက PC ရေမဝဲတော့ဘူးလေ။ဘာကြောင့်လူရဲ့စိုးရင်အောင်အိုက်ပတ်ဆန်နဲ့အလုံးပြုတ်သွားပြီဆိုတော့ဘလောက်ကြကြခံအောင်လုပ်မလဲ။အကုန်း short short ဆာ short ဆာเนาะမလူအားလာရင်တော့မလုပ်နဲ့အဲဆိုရင်ကုန်စင်းတော့ကြလာ။เนาะအလုံးဖြုတ်တာအစိုးရအတုံးစိတ်ရွှေ့လာတာ deflationary ကိုခေါ်လို့เนาะကုန်စင်းလုံးကြစေတယ်။ဒါပေမဲ့ tariff ဆိုတာက inflationary เนาะ air tariff အခွန်ကောက်တယ်ဆိုတာတွင်းကုန်ရေကောက်တယ်ဆိုတာဈေးကြီးသွားတယ်အမေရိကန်တုံးဝဟာဈေးကြီးသွားအဲ inflation တွေဒီနှစ်ခုက balance ဖြစ်နေเนาะဆရာတင်ပြောရမှာဆိုရော tariff war လို့ဆရာမလို့ဘူးထင်တယ်ဒါပေမဲ့သူပတ်စံအများကြီးလိုချင်တယ် okay ပတ်စံအများကြီးလိုချင်အခွန် short ကောက်ဖို့တည်းနော်ပတ်စံအများကြီးလိုချင်ဆိုရင်ဘာကြောက်အေး tariff လောက်လာမယ်ပြီးတော့တိတ်မကြောက်တရက်နေ့ကြောက် ။နောက်တလရွှေ့တယ်။ဘာကြောင့်ရွှေ့တယ်မပြောတော့။နော်။ဘာကြောင့်ကိုယ်ကပတ်စံရအောင်ဒါပေမဲ့ကနေဒါကျင်းနေအောင် US ကိုလုံးဝ25% tax increase လုပ်ရတယ်။ Trump မင်းစိတ်ပြောင်းမနေနဲ့နော်။မင်းဟိုဟိုပြောင်းဒီပြောင်းဟိုရွှေ့ဒီရွှေ့လုပ်မနေနဲ့။ငါကမင်းလုံးဝ100% tariff မလုပ်တော့ဘူးဆိုမှငါကပြန်ပြီးတော့ short man ဆိုပြီးကနေဒါရအရန်ဒေါ်လာထွက်တယ်။ကနေဒီရအရန်ဒေါ်လာထွက်တယ်။ဆိုတော့ electricity ရဲ့ USA ကို Michigan တို့ Minnesota မြောက်ပိုင်းပြည်နယ်တွေက New York တို့ electricity ကဘယ်ကယူရဆို Ottawa တို့ကပေးတာအဲ့ရော25ရာလောက်လောက်ဈေးကြည့်လိုက်အဲ့ရော New York မှာနေတဲ့လူတွေအာ Minnesota မှာနေတဲ့လူတွေ Michigan မှာနေတဲ့လူတွေเนาะကျဲစစ်တပ်ပိုးနဲ့ပတ်သက်ပြီးတော့ဈေးကြီးပန်းတို့ကပြင်ထားတာမှာเนาะနေတဲ့ကဘာလို့ရှိလဲကိုမအောင်မှရေးတာပါပလိတ်တက်ရောဘယ်ပြည်နယ်မှာနေပါလဲကိုမအောင်မှရေးထားတာပါအဲ့ရော Trump က ပတ်စံသမီးအောင်နော် tariff အာတရုတ်ပြည်ရော20%လုံးတာအဲ့ဒါပတ်စံရမပြောင်းနေဒါမက္ကဆီကိုကနေဒါနော် short လိုက်ပြီးတော့ပြန်လုံးလိုက်ပြီးတော့နောက်တလလုံးလုံးလိုက်ဆိုတော့ဘာမှတိတ်အကျုံမရှိဘူးပြောရမလို့တញ្ញံချင်းမိတ်ပြတ်သွားပဲအဖတ်တယ်ကနေဒါဆိုရင်ဆိုရင်အခုဆိုရင်လုံးဝ USA ဟို product မဝဲတော့ဘူးဘောင်းညောင်ဖြစ်နေတာအရင်ဒေါ်လာထွက်နေတာနော်ဒါပေမဲ့ဆရာအထင်ပြောရမလို့ဆိုတော့ तू အဲ့လို ရွှေ့ရွှေ့ပါဆိုတော့ဘာကြောင့် तू ကိုစင်းတို့စိုးရင်ကိုဖြစ်မယ်ထဲပဲတကယ်လို့လာမှာဆိုရင်ကိုစင်းတို့တက်မယ်တက်တဲ့အခါကျရင်စိုးစောဖက်ဒရယ်ရီဇော့ဂျန်နရယ်ပါဘာဖြစ်မလဲအတိုးလို့ရှော့ဖို့အတွက်တော်တော်လေးစဉ်းစားမယ်နောက်ဘာကြောင့်ဆိုကာဘမစပန်ဒင်းရှော့ချတာဟုတ်တယ်ရှော့ချတာကဒါဒီဖလက်ရှင်နရီကိုစင်းတို့ကြစေတယ်နော်ရီဆက်ရှင်ဖြစ်ဖို့အတွက်စိုးရင်ဟာတဲ့ဟုတ်တယ်ဒါ deflationary ဖြစ်တယ်ဒါပေမဲ့ tariff ကအင်ဖလက်ရှင်နေဖြစ်တဲ့ကြောင့်ဘယ်ဟာပူတာမှမသိဘူးအဲအားကြောင့် Trump က tariff ကိုမကောက်ပဲနဲ့နောက်ဆုံးတာလားဘာကြောင့်စိတ်ပြောင်းရလဲအာဇနအရင်ကြည့်ကောင်းနေမောဒါကဆရာကဘာပတ်မေတ္တမီရနာစောပညာရှင်အနေနဲ့တုံးတက်ကြည့်ရနော်စီးပွားရေးပညာရှင်အနေနဲ့เนาะအဲအားတော့ smart ဖြစ်တဲ့အကွက်လားဒါမှမဟုတ်ရင်သူစိတ်ပြောင်းသူ့အတူဟိုရှောက်လို့ရင်းနဲ့ ကြက်ကန်းဆံကိုတိုးပြီးတော့မှန်သွားလာပြက်နေနိုင်အောင်မှတနေ့ကိုနှစ်ခါမှန်တယ်ဟုတ်တယ်မပလိတက်ရောင်ဘလူးထင်ပါနေတယ်ပန်စီရဲ့ထရမ်လာအရန်ညံကောင်းတဲ့ကြောင့်လုံတတ်တာပါလားသူလုံရတဲ့ဖြစ်သွားတာပါလားဒါမှမဟုတ်ရင်သူရှောင်းလုံရင်းတဲ့အဲ့လိုမျိုးမတော်တဆဖြစ်သွားတာပါလားဘလူးထင်ပါနေကိုမမရင်တာပါအဲ့ရောချက်ဆက်ပြီးတော့ကြည့်ကြအောင်နော်ဒီလိုစတော့စီးခွဲကြားလိုက်အခါမှာတတိယ2000 Trump ပထမဆုံး1.0တက်လာတော့တည်ထွက်လာတာထွက်လာတာ stock စင်ကကြာနော်အခုတည်ဘာမှမထုတ်ဆိုရင်အကောင်းဆုံးပဲ stock စင်ကတက်နေနော် Trump လက်အောက်မှာဆိုရင်တည်မထွက်လင်းနေကောင်းတဲ့တည်မှာမှထားတယ်နော် no news is good news and not Trump နော်အာရဲအေးကြီး no news is another trump เนาะ trump 1.0มาแล้วไอ้โหลแมะอะหุ trump 2.0 เนี่ยအတူတူပဲဖြစ်ပါမယ်เนาะအဲ့ရဘာများ crash to store ဈေးကကျစရာဟုတ်တယ်ဒါပေမဲ့လက်လုံကျက်တုံဖြစ်သွားပြီလို့မလားဟုတ်တယ်မလားစံအိတ်မှောက်သွားပြီလို့မလားအရန်အချင်းတွေစိုးဝါနေအောင်ဟုတ်တယ်မလားဟာဟာဘယ်လောက်ထိစိုးဝါနေကြည့်မယ်เนาะ store ဈေးကကျရခါမှာ၃ပါ၃မျိုးကျနေတယ်နီးနဲ့ဖူးပဲရတော့5%เนาะတနည်းဦး နှစ်ခေါက်သုံးခေါက်ဖြစ်တတ်တယ်ဒါတဘာဝပဲဖူးဘက်ဆိုရင်ဘယ်သူမှအဲ့လောက်ကြီး complaint တက်နေမှာမဟုတ်ကြောက်နေမှာမဟုတ်เนาะအခု conversion ဖြစ်လာပြီ three types of crashes ကြာတာ၃မျိုးရှိတယ်เนาะ conversion က10%အမောင်10% SME fighter ထိဆုံးရနေပြီးတော့10%နဲ့အထက်ကြာသွားတာ conversion ခေါ်အခု conversion ဖြစ်နေပါပြီ nasdaq conversion ဖြစ်နေပြီ SME fighter conversion ဖြစ်နေပြီအဲ့လိုလူတွေအတန်ထွက်လာတယ် เนาะยาวอ่ะมะล่ะยาวอ่ะมะจောက်ล่ะแกดูยังจောက်နေมั้ยเนาะอะคอครัชมะจามีဖြစ်တော့มะล่ะเอ20%ဖြစ်ล่ะဆိုนูเนี่ยဘယ်သူမှမဝင်တော့จောက်ပြီးတော့ตอပြီးว่า stock saver ထားတယ်เนาะဘယ်သူမှမဝင်တော့ยาวလောက်มั้ยจောက်ပြီးยาวแล้วดูအများကြီးပေါ်လာတော့มั้ย crash ဖြစ်ခါကြောက်ရောင်ကြောက်ရောင်အများပေါ်လာနောက်ဆုံးရောင်းလို့မရှိတော့ဆိုရင်အဲ့ချိန်ပံပြန်ထိုးတက်နေမှာနော်အဲ့ချိန်ကျတော့မင်းသားကြည့်လိုက်ကိုအိမ်မင်းသားလူတွေရောင်းနေတာ ကိုတင်ချင်းရောင်းနေအကုတ်ရောင်းနေတာအဲ့ဒီအချိန်ဆိုရင်ကိုမရောင်းရဘူးเนาะဘာကြောက်လဲဆိုအကုတ်ရောင်းနေပြီဆိုရင်ဝယ်ရမှချိန်တက်တယ်မှာเนาะအဲ့ဒါဘယ်အချိန်ဖြစ်နိုင်ဆိုဘယ်မားကတ်ကအာ6နှစ်တခါ9နှစ်တခါ10နှစ်တခါဖြစ်နိုင်တယ်နောက်ဆုံးဘယ်မားကတ်ဖြစ်တာဘယ်မှာဖြစ်ရလဲ2022မှာဖြစ်ပြီးပါတယ်အဲ့တော့တိတ်မကြတယ်ဘယ်မားကတ်ဖြစ်မဲ့ခင်ကထပ်ဖြစ်နေတာဆိုဒီတော့ပုံပြီး terrorist ဆိုးလာမှာဆိုဥရောပရှိတယ်เนาะ trauma ရုပ်မှာဥရောပကသူချေဥမှာ ဲ့လိုမျိုးလုပ်မှဆိုရောဖြစ်နေတာဆိုဖြစ်နေတာပေါ့ဒါပေမဲ့ probability ကမပြောတော့ဘူးပြိတ္တရောဘယ်လိုသဘောရမှာလဲမဖြစ်နိုင်ထင်မလားဖြစ်နိုင်ထင်မလားအောက်မှာရေးထားတယ်မှာ collapse collapse တော့ပါ40ရာခိုင်နှုန်းအထက်ကျအောင် stock secret အာ SME fine nasdaq 40ရာခိုင်နှုန်းနော်အထက်ကျပါအာဘယ်နှခါဖြစ်မှုလဲဆို9ခါဖြစ်မှုလဲပထမကဘာစစ်မဖြစ်မှုလဲ 1929 Great Depression မှာဖြစ်မှုတယ်ပြီးတော့ဒုတိယကမ္ဘာစစ်မှာဖြစ်မှုတယ်နောက်တော့ Inflation Vietnam War Watergate Scandal ဖြစ်မှာဖြစ်မှုတယ်နောက်တစ်ခု2000 dot com bust မှာဖြစ်မှုတယ်ငါးခါဖြစ်မှုပါတယ်ပလိတိုက်ရောဒီခေါက်ဖြစ်မှာတင်မှာလားခေါမောင်းမှာရေးတာပါတခုရှိအောင်တတိယကမ္ဘာစစ်ဖြစ်မှာဆိုရောဖြစ်နေတာပေါ့ဟုတ်တယ်မလားဟုတ်တယ်မလားပထမကမ္ဘာစစ်ရောဒုတိယကမ္ဘာစစ်ရောအာအကုန်လုံးက40%အထက်ကြအောင်အဲ့တော့တတိယကမ္ဘာစစ်ဆိုရင် ဖြစ်နေတာဗောဟုတ်တယ်မလားအဲဘသူစမှတ်ထင်တယ်တတိယကဘာစင်ဖြစ်မှဆိုရင်ဘယ်နိုင်ငံစမှတ်ထင်မှာလဲခေါမမှာရေးတာမှာခေအဲ့ရဆရာဆိုဘယ်လိုလုပ်မလဲနီးလိုက်နှစ်နီးလိုက်ရှိရနော်ဒါဘသူကမှလောက်အောင်မပြောဘူးနော် financial advice မပေးဘူးနော်ဆရာဆိုဘယ်လိုလုပ်မလဲအကယ်၍ဆရာပတ်သက် cash account ရှိမယ် margin account ရှိမယ်နှစ်မျိုးရှိမယ် margin account ဆိုပတ်သက်ချီးပြောလောက်တာနော် scenario နှစ်ခုကိုပြောပြမယ်အကယ်၍ ဆရာကပတ်စံအကောက်နော်လုံးဝပတ်စံမချီတော့ဘရိုကာဆရာနေမှာကိုပတ်စံနဲ့ကိုထည့်ထားမှာဆိုရင်တိတ်ပြီးတော့စိတ်ပူစရာမရှိဘူး DCA အပတ်တန်းဝင်မှာအပတ်တန်း DCA ဝင်မှာနော်ပတ်စံရရတော့ဝင်မှာပတ်စံအလုပ်ကြိုးစားမယ်နော်အလုပ်ကြိုးစားမယ်အာတခြားနီးနန်းနဲ့ပတ်စံရအောင်လုပ်မယ်ဆရာဆရာနေဆရာ rich ဆရာနေပြီးတော့ YouTuber business တင်တဲ့တက်ပြီးတော့ YouTube ကလည်းပတ်စံရရရပတ်စံတွေကိုထည့်မယ်အမြင်နဲ့အပတ်တန်းထည့်မယ် เนาะပတ်စံမရရောက်ရှာဒီချင်းရလက်ဖြောက်တီးပြီးတော့ချမ်းသာနေတဲ့အချိန်ဘာကြောင့်ဆိုတော့အားလုံးကြတယ်ဆိုအားလုံးဘယ်သူမှမလှုပ်ရတဲ့အခါအခါကျမဝဲတဲ့အခါကျဝဲဖို့အကောင်းဆုံးအချိန်ပဲเนาะလူတော့ဝဲနေတဲ့အချိန်ကဝဲလို့မကောင်းတဲ့အချိန်เนาะပြီးတော့ရင် you your average company ဒါမှမကောင်းတဲ့ company ဆိုဆရာရောင်းမယ်ဒီဟာ opportunity ယူပြီးတော့အဲ့ပတ်စံကိုတုံးပြီးတော့ကောင်းတဲ့ company နဲ့ထည့်ဘာကြောင့်အခုကအကုန်ကကောင်းတဲ့ company အကုန်ကြအကုန်ကြရတဲ့ကြောင့် တခုရှိအောင်မကောင်းကုမ္ပဏီကြာနေချင်းကောင်းကုမ္ပဏီတက်နေဆိုရင်မကောင်းကုမ္ပဏီရောက်မှာပဲဘယ်လိုပဲပြောပြောအခုကပူအောင်ကောင်းသွားနေတယ်ကောင်းကုမ္ပဏီကြာရင်ဆိုကိုရောင်းသွားတာအရှုံးဖြစ်နေမယ်ဒါမှမဟုတ် break even ဖြစ်ဖြစ်မယ်တိတ်မြတ်ချင်မှမြင်နေမယ်မကောင်းကုမ္ပဏီဆိုတာတည်ရဆိုရင်ရောင်းပြလိုက်မယ်ရောင်းပြီးတော့ကောင်းကုမ္ပဏီထဲထားမယ်ဆိုရင်ကောင်းကုမ္ပဏီပြန်တက်တဲ့အခါကျရင်စိုးစိုးကမကောင်းကုမ္ပဏီမှာတိုင်ထားရတဲ့စာရင်ပို့ပြီးတော့မြတ်နေမယ်နော်ဆရာအရင်ကဗီဒီယိုမှာပြခံကွာနဲ့အာ နီယိုနဲ့ပတ်သက်ပြီးပြခဲ့မှာနီယိုရဲ့ MV နဲ့ရှင်းပြတယ်နော်ဟေးအဲ့ရောအေးစမပေးရမှာဆိုရောဆရာယုံကြည်စေအရာတော့ Nvidia ကတက်စတာတဲ့အစာပေါင်းများစွာကောင်းတဲ့ company နော် Nvidia ဝယ်ရမှာမဆိုလုံးလုံးဆရာအေးစမပေးရဆရာရဲ့ယုံကြည်ချက်အရာလေးလာချက်အရာဆိုရင် Nvidia တက်စတာတဲ့အစာပေါင်းများစွာကတားတယ်ပြောစရာမလိုကုမ္ပဏီအင်္ဂလိပ်အဲ့တော့ဆရာတက်စတာပိုင်ရမှာဆိုရင် ဘာလုပ်မလဲအခုတက်စတာနဲ့ကြာနေ MVD ကြာနေတက်စတာကိုအရှုံးခံပြီးရောင်းလိုက်မယ်အခွန်ပေးရနေွားနေမယ်ပြီးတော့ app စံတွေကိုနော် MVD ရဲ့ထည့်ထားလိုက်မယ်ဒါကြောင့် MVD ပြန်တက်ရခါကျရင်ဆိုတော့တက်စတာမှာရှုံးလာတဲ့ပိုပြီးကာပါဖြစ်မှုကပိုများပါပြီနော်ပိုပြီးများပါပြီအဲ့လိုမျိုးစဉ်းစားရတယ်နော်မကောင်းတဲ့ယောက်ျားအရေးတောက်တဲ့ယောက်ျားနော် စင်းတဲ့တောင်းရောင်ကြနောင်ကစားလုံးရောင်ကြအစာထဲကမယူးပေါ့ဒါပေမဲ့ယူမိွားမတိဘူးဆရာဆရာရွှေရှိမှာချစ်ပညာမတတ်တော့ကြောင့်เนาะရီစာထားမိွားတယ်ဆိုရင်ဆရာရွှေရှိမှာပညာတတ်သွားတဲ့ခါကျအော်ချစ်ချင်းတိွားပြီဆိုရင်အဲ့ဒီရောင်ကြချစ်ချင်းဖြတ်ပြီးတော့เนาะရောင်ကြကောင်းရောင်ကြမြန်เนาะမိနန္နာရောင်ကြတော့ကိုတွဲလိုက်မှဆိုရင်စိုးစိုးကဟိုးအတုံးမကြရောင်ကြနဲ့တုံးနဲ့တွဲတာထဲစား စာရင်တုံးလာခဲနဲ့နီနနာတွဲမိပါဆိုရင်တုံးနဲ့ဆုံးရှုံးရတယ်အအောင်ပပြောင်းသွားတာအဲ့ဒီတပည့်ကောင်းကောင်းမူမှာထဲ့လာမှာဆိုရင်ခဏလေးနဲ့ဆုံးရှုံးတာတွေကလုံးဝပပြောင်းသွားနေတယ်အဲ့ဒါကြောင့်ဒီအခြေအနေမူတည်ပြီးတော့ဆရာမကောင်းကောင်းမူကိုရောက်မယ်ပြီးပါရင် ကောင်းတဲ့ကောင်းမူဆိုရင်ထဲ့လာမယ်နော်အဲ့ပစောင်ထဲ့လာနော်အဲ့ဒါကနီးတာဆရာ DC လောက်ပါဘော MBD ကနော်160ဒေါ်လာပဲကျန်တော့လေ အဲ့တော့ဆရာဝယ်ထားတာကတော့လည်းထပ်ပြီးတော့နောက်လည်း share 100ထပ်ဝယ်ထားတယ်အခု share 300ဖြစ်သွားပြီအဆောက်200ပဲရှိနေတာ accounting เนาะအာ200ပဲရှိနေတယ်ဒီက300ဖြစ်သွားပြီ average cost က124ကျန်တော့မရှိဘူးဘယ်လောက်ဘယ်လောက်က negative ဖြစ်နေတယ်9000ကျော် negative ဖြစ်နေเนาะခင်းစောက်ရှိဘူးခင်းစောက်ရှိဘူးစက်ကန်လာစက်ကန်လာနောက်လည်းဒီကပူကြဆိုရင်နောက်ထပ်ဒီပတ်နှစ်ပတ်ဆိုရင်ထပ်ပြီးဒီစီရပြန်လုပ်เนาะပြန်လုပ်ပြန်လုပ်မယ် nvidia position ပို့အောင်ဆရာပို့အောင်များလာနေတယ်เนาะ ။ဘာကြောင့်ပြန်စဉ်းစားနေဘယ်ကုမ္ပဏီအကောင်းဆုံးဆိုစဉ်းစားနေကြားရတဲ့အချိန်မှာ under value ဖြစ်ရမယ်။ထိတ်ဆုံးရောက်နေကုမ္ပဏီကောင်းအကောင်းဆုံးကုမ္ပဏီဖြစ်ရမယ်ဆရာစဉ်းစားနေ။ခပိုင်းပြတ်နေမယ်ဆိုရင်နော်အမျိုးသမီးကဆိုစဉ်းစားမအောင်အခုမနေ့ဖြန်ခပိုင်းပြတ်တော့မယ်ဆိုရင်ဘယ်ယောက်ျားရဲ့လုံခြုံရေးရင်ခွေထဲမှာနေကျင်လဲဆိုစဉ်းစားနေ။စဉ်းစားနေ။အေးအဲ့လိုမျိုးဆိုရင်အဖေကပေါ်နေပြီနော်ကြိုက်တဲ့နိုင်ငံမှာနေနိုင်နေနိုင်ရဲ့မိနေနာ ကဘာပတ်နော်ယောက်ျားကောင်းယောက်ျားမြတ်ရေခွေထဲမှာနေမှဆိုရင်ကဘာကြီးပြက်နေမှာမစင်ဘူးတခြားနေမှာတွားနေလို့ရတယ် MVD ကအဲ့လိုပဲနော် Testarish ရှင်းရမှာဆိုရင် MVD ကဆော့ဆော့ယောက်ျားကောင်းယောက်ျားမြတ်အတူတူပဲမနေ့ပြန်ကဘာကြီးပြက်ရယ်စဉ်းစားဆရာ MVD ကပိုင်ခြင်းတယ် Stock Secret နောက်9နှစ်10နှစ်ပြေးသွားမယ်စဉ်းစားနဲ့ဘယ် Stock Share ဆရာပိုင်ခြင်းတယ် MVD ကပဲပိုင်ခြင်းတယ် Company နော်ဒါ Example ပြရအောင်နော် အဲပြီးတော့ကောင်းကွန်မရှင် Google တို့အဲမစရာနောက်ထပ်ကြိုက်တဲ့ကွန်မရှင်ရှိတယ်နော်အများကြီးရှိတယ်ဆရာပေးထုံးမှာပြောတာအပေးထုံးမှာဆရာ Bible နဲ့အဲအဲကောင်းတဲ့ကွန်မရှင်နော် exam မှာပေးတာပါဒီစရလောက်อ่ะ Okay နောက်ထပ်နေရာတခု margin ကောက်အအကျွေးချီတာဘယ်လို Okay ကျွေးချီရမှာဆို broker နေပြီးပတ်စံ top up လုပ်ဖို့တဲ့အာပြောနေမယ်အော်အဲ့တော့ပြောရတဲ့အခါကျရင်ကိုက deposit လုပ်ဖို့အစင်းနေပြန် store share ရောင်းဝယ်မဖြစ်ပြန်ရောင်းဝယ်ပတ်စံရှုံးအောင်ရှုံးအောင်ဆိုရယ်เนาะဟို तू อ่ะပတ်စံတော့ပတ်ထက်လို့ပါဘူးပဲပြောပြောလိမ့်မယ်။နော်အဲ့တော့နောက်ဆုံးဒုံရင်းဒုံရင်းဖြစ်နေတယ်။အဲ့တော့ကောင်းလကုန်ပြီကင်လာမှာဆိုရင်မရအောင်အာကိုမရှိရဲ့နော် CD certificate deposit အာ commercial deposit ရှိတာဘဏ်ထဲမှာအကောင့်ပတ်စံရှိတာဘောင်းတွေမှာဝယ်ထားတာဝယ်ထားလို့ရှိမှအားလို့ရောင်းရောင်းပြီးတော့ရလာပတ်စံတွေအားလို့ store share ဆို margin account နဲ့ထည့်မယ်။ဘာလို့ဒီလိုမျိုးအချိန်မျိုးကချမ်းသာမှချင်း เนาะအဲ့တော့နည်းနည်းပဲတိခါမှုလိုတယ်တိတ်ပြီးတော့မကြက်စချင်းအောင်ဆုံးရောက်ချင်မှရောက်နေမယ်ဒါပေမဲ့လူအားလုံးအားလုံးကြောက်တော်ပြီး store share မဝင်တော့ဘူးအဲရောင်းတော့မရောင်းတော့မအကုန်ကြောက်ရောင်းကြောက်ရောင်းအကုန်ခုံသွားမှဆိုရင် store စကပြန်တက်မှာเนาะပြန်တဲ့အချိန်เนาะအသက်အများဆုံး10ရက်လွတ်သွားမှဆိုရင်ဒုက္ခရောက်ဘူးเนาะ10ရက်လွတ်သွားမှဆိုရင်အရင်နှစ်နာပါဘူးတနည်းလုံး investment လုပ်လာပြီးမယ်အဲ10ရက်လွတ်သွားမှဆိုရင်အလကားပဲเนาะ ဲ့တော့အဲ့ဆယ်ရဲ့မလို့ဘူးအဲ့ဒါအရေးကြီးအဲ့တော့ဆယ်ရဲ့ stock ဈေးကောင်ပြည်ရမရောဘူး။ဘာကြောင့်အဲ့ဆယ်ရဲ့တစ်နှစ်လုံးစာ return နဲ့ပို့ပြီးကောင်းနေမှာ။နော်အဲ့အကြောင်းအရေးအရေးကြီးပါလေ။အဲ့ဒါပြောရမယ်ဆိုရင်အဲ့ဟာမိသွားတဲ့လူကနောက်တစ်နှစ်လုံးစာ investment မလုပ်နဲ့အဲ့ဆယ်ရဲ့မိရတာလည်းတဘုံမှာရှိတယ်။နော်အဲ့ကြောင့်ဆယ်ရဲ့အရေးကြီးအဲ့ကြောင့်ဆယ်ကနော်စောင့်နေတယ်။ မကြမီဘာကဘော်ဒါဖြစ်တော့မှာ အောက်ဆုံးရောက်မှာလူတွေအကုန်ရောင်းရောင်းကြောက်ကြောက်ဆိုတော့ပတ်ဆက်ချီထားတွေမတက်နိုင်ဆိုရင်အကုန်ရောင်းတော့မှာသူတို့ deposit မလုပ်နိုင်ဘူးရောင်းတော့မှာအဲ့ဒါပတ်ဆက်ရှိရတဲ့လူကအာကြကြခံနေတယ်ဆိုပြောတာကြကြခံနေတဲ့လူကပို့ပြီးတော့အာပို့ချမ်းလာလာတော့မှတ်ထားအဲ့ရောက်ဒီမှာကြည့်ဆရာဆို2021 2022ဘယ်မှာခဲ့ဟုတ်နေမလား2021ကတောင်းလေးဆောင်စားခဲ့တယ်တုံးနှစ်ကြာပါတယ်ဘယ်လောက်ဖြစ်သွား2300လောက်ဖြစ်သွား18000ကျော်ဖြစ်သွား ဆက်ခွန်နှစားကြောင့်ဘယ်မှာကဘာမှကြောက်စရာမလိုဘူး။နော်ဘာမှကြောက်စရာမလိုသူများထွက်ပြေးနေချိန်စေရင်ဝအချိန်မွေးမွေးဝအချိန်ဆရာဝချမ်းသာဝဆက်ခွန်နှစားနော်၃နှစ်ကြာပါ။နော်အဲ့လိုမျိုးနီးပညာတိကျင်ဆိုရင် stock invest investing call option put options advance option လို့တက်ရပါတယ်။ဒီဟာတက်ပြီးတော့ day trading movement stock တက်လာမှဆိုရောပညာရင်တော်တော်ဆုံးသွားပါပြီ။အာ stock စီးပွားကြာနေတဲ့အချိန်မှာเนาะမိလိုက်လူတွေကချမ်းသာမှုကပိုများတယ်เนาะ လူများဆိုကြာနေတဲ့ချိန်ဆိုတော်ပြီး stop မလုပ်မလုပ်မကြောက်အမှန်စန့်ကျင်ဘက်ကြားလိုက်ချိန်ဟာချမ်းသာမှုအလွန်ဆုံးအချိန်နော်အဲဒါကြောင့်မလွတ်စင်တဲ့ဒီတင်တန်းလေးအားလုံးဖြစ်နေမှာဆိုရင်လှလှထဲနဲ့ပြီးအောင်တက်တက်ရမှာဆိုရင်လုံးဝပညာဆုံးသွားမှာဆိုရောအာ stop စီမပြန်တက်တဲ့အချိန်မိလာလို့ဆို laptop တင်းလို့ဝါဖြစ်နေမှာလူလားဖြစ်နေတာဆိုလူလားမဖြစ်နေအောင်ဘာကြောင့်လူလားကဒီလိုမျိုးစိတ်မထိန်နိုင်လို့ကြောင့်ဆရာပညာတွေရောလူလားကတတွင်မင်းလေးလိုက်မလုပ်နိုင်ဘူးဆရာစမအောင်မြင်ဆုံးကျောင်းသားကျောင်းသူတွေက ဆရာစကောင်တတွင်မတိုင်းလိုက်နာပြီးတော့ဗီဒီယိုတင်ကန်းစာတွေကိုဆယ်ခေါင်းနဲ့မနဲ့အနည်းဆုံးပြန်ကြည့်ဘယ်တင်တန်းမဆိုပြန်ကြည့်ပြီးတော့နော် practice လုပ်တယ်နော်တင်တန်းတွေကိုအချိန်မဆိုဘူးနှစ်လသုံးလလည်းပြီးအောင်တက်တယ်အဲ့လိုလူမျိုးရအောင်အောင်မြင်ဆုံးဖြစ်ပါတယ်ဒါတွေတက်ပြီးွားရင်စိတ်မပူနဲ့ဆရာဘာတွေဝယ်နေနေဘာတွေမြက်နေနေနော်ဆရာအတိုင်းလိုက်ပြီးတော့လုပ်မဆိုရင်ပုံပြီးအောင်မြင်မကိန်းပုံမြောင်းတာအာဆိုရင် option trade ပြင်လို့ကြောင်းရအောင် option တွေတအောင်တက်ပြီးွားလို့ဆိုရင် ကြောင်းရ advanced option ဒီတက်ပြီးသွားဆိုတော့ advanced option ပေးထုတ်ကြောင်းရပါလေ link တွေကို description ကိုမှာပေးထားတာပါ YouTube ရဲ့ description ကိုမှာပေးထားပါ share လုပ်ထားပါ subscribe လုပ်ထားပါ